မ္မနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အသွေးသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့ဇွန်လ9ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အကြံဖတ်စစ်ကောင်စီကို ILO ဖွဲ့စည်းပုံစီမင်းပုံမှ33ရာဒဏ်ခတ်အရေးယူပိတ်ဆို့ရန်ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အပေါ်ကြိုဆိုတယ်လို့ CRPH ကထုတ်ပြန်လိုက်တဲ့သတင်း။ အကြံဖတ်ဆေးအုပ်စုအား ILO Constitution Article 33အရထိရောက်စွာအရေးယူမှုဆုံးဖြတ်ချက်ချမှတ်နိုင်ရေးပူးပေါင်းဆောင်ရွက်မှုအပေါ်အထူးကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူတယ်လို့အလို့သမားဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်းစကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်အကြံဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း952ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ452ဦးသေဆုံးခဲ့တဲ့သတင်းအကြံဖတ်စစ်တပ်ရဲ့လေတပ်သုံးလေယာဉ်စီတွေတယ်ဆောင်လာတဲ့စီပေါ်စာကားတစ်စီးကိုတော်လန်ရေးတပ်တွေဖမ်းဆီးရမိတဲ့သတင်းမြို့သားမြို့မှာအကြံဖတ်ဆေးအုပ်စုရဲ့ အင်အား90ခန့်ရှိတဲ့အထိုင်ရဲစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လှန်ရေးဆန္ဒပြလူလူတပိတ်တဲ့တွေပဲဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီကို ILO ဖွဲ့စည်းပုံစီမင်းပုံမှ33အရဒဏ်ခတ်အေးအေးယူပိတ်ဆို့ရန်ဆုံးဖြတ်ချက်ချမှတ်လိုက်တဲ့အပေါ်ကြိုဆိုရဲလို့ CRPH ကထုတ်ပြန်လိုက်တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ မြန်မာပြည်သူများပေါ်ဆိုးရွားသောလူ့ခွင့်ရေးချိုးဖောက်မှုများကိုကျူးလွန်လှုပ်ဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီကို ILO ဖွဲ့စည်းပုံစည်းမျဉ်းပုံမှ33အရဒဏ်ခတ်အရေးယူပိတ်ဆို့ရန်ဆုံးဖြတ်ချက်ချမှတ်လိုက်တဲ့အပေါ်ကြိုဆိုတယ်လို့ပြည်အောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH ကဇွန်လ10ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပပြုလုပ်လျက်ရှိတဲ့113ချိန်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားနီလာခံရဲ့ဇွန်လ9ရက်နေ့စုံညီအစည်းအဝေးမှာအခုလိုဆုံးဖြတ်ချက်ချမှတ်လိုက်တာပါ။ အဲ့ဒီဆုံးဖြတ်ချက်ကအကြမ်းဖက်စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်နေမှုများတရားလက်လွတ်ဖမ်းဆီးတပ်ဖြတ်နေမှုများအပြစ်မဲ့ပြည်သူများအားလေကြောင်းဖြင့်တိုက်ခိုက်နေမှုများပြည်သူအိုးအိမ်များကိုမိရှုဖျက်ဆီးနေမှုများနဲ့အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေနေမှုများကိုဟန့်တားနိုင်လိမ့်မယ်လို့အခိုင်အမာယုံကြည်တယ်ဆိုပြီးတော့လည်းထုတ်ပြန်ချက်မှဖော်ပြထားပါတယ်အကြံဖတ်စစ်တပ်ရဲ့လူမဆန်သောအကြံဖတ်မှုများအ мян ဆုံးအဆုံးတက်ရေးနဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီကိုအ мян ဆုံးပြန်လည်တည်ဆောက်နိုင်ရေးမှာ အဖွဲ့ဝင်နိုင်ငံတနိုင်ငံချင်းကဖြစ်စေအဖွဲ့ဝင်နိုင်ငံများအကြားညီညွတ်သောပူးပေါင်းဆောင်ရွက်မှုများဖြင့်ဖြစ်စေမြန်ဆန်ပြီးထိရောက်သောအရေးယူမှုများပြုလုပ်ပေးရန်လဲလေးလေးနက်နက်တိုက်တွန်းအပ်တယ်လို့လည်းဖော်ပြထားပါတယ်။ယခုဆုံးဖြတ်ချက်ကမြန်မာပြည်သူများခံစားနေရတဲ့ဒုက္ခမျိုးစုံကိုကုစားပေးနိုင်ရေးနိုင်ငံတကာအတိုက်အဝန်းကစာနာနားလည်မှုနဲ့လက်တွေ့ကြကြကူညီပေးရန်စာနာရှိမှုရဲ့ခြေလှမ်းအဖြစ်လဲမှတ်ယူတယ်လို့ဖော်ပြထားပါဗျ။နောက်ဆက်တွဲကြိုးပမ်းအထောက်အမှုများအချိန်တိုအတွင်း ရှိလာရေးအတွက်လည်းမျှော်လင့်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ဒါအပြင်မြန်မာနိုင်ငံမှာတရားမဝင်အာဏာလုယူထားတဲ့အကြမ်းဖက်စစ်တပ်နဲ့၎င်းတို့ရဲ့စစ်အုပ်ချုပ်ရေးကိုအ мян ဆုံးအဆုံးသတ်စေပြီးဒီမိုကရေစီပြန်လည်တည်ဆောက်နိုင်ရေးတရားမျှတမှုပေါ်ဆောင်နိုင်ရေးနဲ့အရက်သားအုပ်ချုပ်ရေးတရက်အ мян ဆုံးပေါ်ပေါက်လာရေးအတွက်မှန်ကန်သောပံ့ပိုးကူညီမှုတစ်ခုဖြစ်တာကိုလည်းဖော်ပြလိုတယ်လို့ဆိုပါရယ်။အကြမ်းဖက်စစ်အုပ်စုကယခုကဲ့သို့တိုင်းပြည်အားလက်နက်အားကိုဖြင့်ဒီမိုကရေစီနှီးကြမဟုတ်ဘဲဆက်လက်ထိန်းချုပ်ထားနေခြင်း ကျူးလွန်လှုပ်ဆောင်ခဲ့တဲ့ရာဇဝတ်မှုများအတွက်ပြစ်ဒဏ်မှကင်းလွတ်နေခြင်းအချိန်မီအေးအေးယူနိုင်ရန်နှောင့်နှေးနေခြင်းတို့ကြောင့်တိုင်းပြည်ရဲ့အခြေအနေကယခုလိုဆိုးရွားသွားခဲ့ရခြင်းဖြစ်ပြီးအလုံသမားအပါအဝင်အလှအပေါင်းစုံမှပြည်သူပေါင်းများစွာထိခိုက်ခံစားခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့်အကြံဖတ်ဆေးအုပ်စုရဲ့တရားမဝင်ဆေးအုပ်ချုပ်ရေးနဲ့အကြံဖတ်မှုများအဆုံးသတ်နိုင်ပြီးမြန်မာပြည်သူတို့အနေဖြင့်ဒီမိုကရေစီလွတ်လပ်ခွင့်နဲ့အခြေခံအခွင့်အရေးများရရှိခံစားနိုင်ရေးအတွက်နိုင်ငံရေးအရာစီးပွားရေးအရာအေးအေးယူတန်းခတ်ပိတ်ဆို့မှုများကိုတိုးမြင့်ပေးရန်နိုင်ငံတကာအသိုက်အဝန်းက CRPHR ထပ်လောင်းတောင်းဆိုထားပါတယ်။ယခုလိုပြည်ပဆိုင်ရာအလုံတမအဖွဲ့ကအကြံဖတ်ဆေးအုပ်စုပေါ်ဒဏ်ခတ်အေးအေးယူပိတ်ဆို့ရန် ဆုံးဖြတ်ချက်ချမှတ်ပေးနိုင်ရေးအတွက်ပြည်တော်စုလွှတ်တော်ကုစားပြုကော်မတီကနိုင်ငံတကာသို့တိုက်တွန်းမှုများပြုလုပ်ရမှာတက်တက်ကြွကြွဆောင်ရွက်ခဲ့ပါတယ်။ယင်းဆုံးဖြတ်ချက်ချမှတ်နိုင်ငံချင်းကအလွှာပေါင်းစုံမှဥဆောင်ဥရွက်ပြုသူများလူလန်းစားအသီးသီးရဲ့ကြိုးပမ်းအားထုတ်မှုများကြောင့်ဖြစ်ပြီးမိမိတို့နိုင်ငံမှာငြိမ်းချမ်းပြီးဒီမိုကရေစီလူ့ခွင့်ရေးစံနှုန်းများထွန်းကားတဲ့ Federal Democracy ပြည်တော်စုအားတိဆောက်သွားနိုင်ရေးအတွက်ဆက်လက်လက်တွဲကြိုးပမ်းသွားကြရန်အတွက်လည်း CRPH ကထုတ်ပြန်ချက်မှာတိုက်တွန်းထားပါတယ်။ ဂျမ်ဖတ်စေအုပ်စုဟာ ILO Constitution Article 33အရာထိရောက်စွာအရေးယူမှုဆုံးဖြတ်ချက်ချမှတ်နိုင်ရေးပူးပေါင်းဆောင်ရွက်မှုများအပေါ်အထူးကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူရလို့အလို့သမားဝန်ကြီးဌာနထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလို့သမားရေးရာနီလာခံမှာအဂျမ်ဖတ်စေအုပ်စုအား ILO Constitution Article 33အရာထိရောက်စွာအရေးယူမှုဆုံးဖြတ်ချက်ချမှတ်နိုင်ရေးပူးပေါင်းဆောင်ရွက်မှုအပေါ်အထူးကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူရလို့ အမျိုးသားညီညွတ်ရေးအစိုးရအလုံသမားဝင်ကြီးဌာနကဇွန်လ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်ထဲမှာအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မြန်မာနိုင်ငံမှာဆက်အနာရှင်စနစ်အမြင့်ပြတ်ချေမှုရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမှာနိုင်ငံရေး၊စစ်ရေး၊တန်တမာရေး၊ဗန္ဒာရေး၊အုပ်ချုပ်ရေး လူမှုဆက်ဆံရေးအစရှိတဲ့တော်လှန်ရေးစစ်မျက်နှာပေါင်းစုမှတိုက်ပွဲဝင်လျက်ရှိရာအလုံသမားဝန်ကြီးဌာနအနေဖြင့်နိုင်ငံရေးနဲ့ဗန္ဓာရေးကဏ္ဍမှအပြည်ပြည်ဆိုင်ရာအလုံသမားရေးအဖွဲ့ ILO အပါအဝင်မိဘအဖွဲ့စည်းများနဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့အသိပေးဖော်ပြထားပါတယ်။ ILO ရဲ့ဖွဲ့စည်းပုံစီမင်းအရာအလုံသမားဝန်ကြီးဌာနဦးဆောင်တဲ့အစိုးရအလုံရှင်အလုံသမား သုံးဘွေဆိုင်အဖွဲ့ကိုဖွဲ့စည်းပြီး ILO ရန်နေရာမှတဆင့်အကြံဖတ်ဆုပ်စုအားအပြစ်ပေးအရေးယူရေးနဲ့အမျိုးသားညီညွတ်ရေးအစိုးရအားတရားဝင်အစိုးရအဖြစ် ILO မှစတင်အတိမတ်ပြုမှုရရှိရေးအစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ချက်မှအတည်ပြုထားပါတယ်။သုံးဘွေဆိုင်အဖွဲ့ရဲ့ကြိုးပမ်းဆောင်ရွက်မှုရလဒ်အဖြစ်133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားရေးရာနီလာခံရဲ့ဇွန်လ9ရက်နေ့စုံညီအစည်းအဝေးမှာအကြံဖတ်ဆေးဥစုအား ILO Constitution Article 33အရပြင်းထန်ထိရောက်စွာသောအရေးယူမှုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ILO က Article 33အရအရေးယူမှုဆုံးဖြတ်ချက် resolution မှာအဓိကအားဖြင့် ILO အဖွဲ့ဝင်နိုင်ငံများအနေနဲ့အကြံဖတ်စစ်ကောင်စီနဲ့ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုများကိုပြန်လည်သုံးသပ်ရန်ပြည်သူပေါ်အခြေခံအခွင့်အရေးချိုးဖောက်မှုနဲ့ဖိနှိပ်အကြံဖတ်မှုများဖြစ်စေမဲ့အကြံဖတ်စစ်ကောင်စီထံလေရင်စီစစ်လက်နက်ပစ္စည်းငွေကြေးစည်းစိမ်မှုများမပြုလုပ်ကြရန်အစရှိတဲ့အကြံဖတ်စုပ်စုအပေါ်တိုက်ရိုက်ပြစ်မှတ်ထားတဲ့ဒဏ်ခတ်အရေးယူမှုများပါဝင်တယ်လို့ဆိုပါရယ် အဲ့ဒီဆုံးဖြတ်ချက်ကဝန်ကြီးဌာနကဥတီဆောင်ရွက်နေတဲ့နိုင်ငံရေးနဲ့ဗန္ဒာရေးစစ်မျက်နှာမှာအကြံဖတ်ဆေးဥစုအားများစွာထိခိုက်စေမှာဖြစ်ပြီးတနည်းအားဖြင့်ဆက်အနာရှင်စနစ်အမြင့်ပြတ်ချေမှုန်ရေးအတွက်များစွာအကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။ဒါကြောင့် ILO က Article 33အရအရေးယူရေးဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းကပြည်သူတို့ရဲ့အောင်ပွဲတရဖြစ်တယ်လို့အသိပေးထားပါတယ်။ဆက်လက်ပြီးဆုံးဖြတ်ချက်နဲ့အညီအကြံဖတ်ဆေးဥစုအားလက်တွေ့ကျပြီးထိရောက်တဲ့အရေးယူမှုများဆက်လက်လှုပ်ဆောင်ရမှာလကောင်းအမျိုးသားညီညွတ်ရေးအစိုးရရဲ့သုံးပွင့်ဆိုင်ကိုယ်စားလှယ်များအဖွဲ့အား အယလိုကတရားဝင်အတိမတ်ပြုမှုရရှိရေးကြိုးပမ်းဆောင်ရွက်မှုများမှာ၎င်းမဆုတ်မနစ်ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးဖို့အတွက်လည်းအလုံတမောဝန်ကြီးဌာနကတိုက်တွန်းဖော်ပြထားပါဗျ။စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း952ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ452ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း952ကြိမ်အထိပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူ 481ဦးထိသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ကွင်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရပါတယ်။အကြံဖတ်စစ်တပ်ကမတ်လ28ရက်ကနေဇွန်လ6ရက်နေ့အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွယ်ပြီးကြံပြည်နယ်နဲ့တိုင်းတွေအကုန်လုံးကိုလေကြောင်းကနေတိုက်ခိုက်မှုပေါင်း952ကြိမ်အထိပြုလုပ်ခဲ့ရာပြည်သူ481ဦးသေဆုံးပြီး931ဦးဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ တေဆုံးရသူပြည်သူ452ဦးထဲမှာအသက်18နှစ်အောက်ကလေးငယ်82ဦးပါဝင်ပြီးအသက်18နှစ်အထက်က148ဦးဖြစ်ကကျန်252ဦးကအသက်အရွယ်မသိရှိရဘူးလို့ဆိုပါရယ်ဒါအပြင်ဒဏ်ရာရသူ932ဦးထဲမှာအသက်18နှစ်အောက်183ဦးပါဝင်ပြီးတော့အသက်18နှစ်အထက်က212ဦးဖြစ်ကကျန်936ဦးကအသက်အရွယ်မသိရှိရဘူးလို့ဖော်ပြထားပါဗျ။အချမ်းဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်မယ်ဆိုရင်သခိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု126ကြိမ်တွင် 152ဦးသေဆုံးပြီး298ဦးဒဏ်ရာရချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုအကြိမ်20အတွင်း16ဦးသေဆုံးပြီး32ဦးဒဏ်ရာရမကွေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု69ကြိမ်အတွင်း39ဦးသေဆုံးပြီး60ဦးဒဏ်ရာရကချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုအကြိမ်20အတွင်း59ဦးသေဆုံးပြီး65ဦးဒဏ်ရာရမန္တလေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု148ကြိမ်အတွင်း103ဦးသေဆုံးပြီး213ဒဏ်ရာရရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု26ကြိမ်အတွင်း8ဦးသေဆုံးပြီး18ဦးဒဏ်ရာရနဲ့ ရခိုင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု25ကြိမ်အတွင်း25ဦးသေဆုံးပြီး83ဦးဒဏ်ရာရတယ်လို့သိရပါဗျ။ဒါ့အပြင်ကရင်နီပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု6ကြိမ်အတွင်း71ဦးသေဆုံးပြီး55ဦးဒဏ်ရာရ။ပဲခူးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု36ကြိမ်အတွင်း30ဦးသေဆုံးပြီး55ဦးဒဏ်ရာရ။ကရင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု36ကြိမ်အတွင်း18ဦးသေဆုံးပြီး60ဦးဒဏ်ရာရ။အေယာဝတီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်အတွင်း3ဦးသေဆုံးပြီး1ဦးဒဏ်ရာရ။ တနင်္သာရီတိုင်းမှာ၄ကြောင်းတိုက်ခိုက်မှု14ကြိမ်တွင်9ဦးသေဆုံးပြီး10ဦးဒဏ်ရာရနဲ့မွန်ပြည်နယ်မှာ၄ကြောင်းတိုက်ခိုက်မှု12ကြိမ်တွင်2ဦးသေဆုံးပြီး4ဦးဒဏ်ရာရတယ်လို့ဖော်ပြထားပါတယ်။စကိုင်းငလျင်ဘေးသင့်ပြည်သူတွေအတွက်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်ဖို့တော်လှန်ရေးအဖွဲ့အစည်းတွေကလှုပ်ဆောင်နေချိန်မှာအကြမ်းဖက်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ကို၄ကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာအပါအဝင်မြေပြင်ကနေစစ်ကြောင်းထိုးတာတွေပါပြုလုပ်နေတာပါ။ အချမ်းဘတ်စစ်တပ်ရဲ့လေတပ်သုံးလေယာဉ်စီတွေတည်ဆောင်လာတဲ့စီပေါ့စာကားတစ်စီးကိုတော်လန်ရေးတပ်တွေဖမ်းဆီးရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချမ်းဘတ်စစ်တပ်ရဲ့နတ်ဆန်လေတပ်အတွက်အသုံးပြုရန်လေယာဉ်စီတွေတည်ဆောင်လာတဲ့စီပေါ့စာကားတစ်စီးကို အောင်ဆန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အောင်ဆန်းလန်းနတ်မောက်ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။နတ်မောက်မျိုးကနေရန်ကုန်မန္တလေးအမြန်လမ်းပေါ်ကိုဇွန်လ၈ရက်နေ့မနက်ပိုင်းမှာထွက်ခွာလာတဲ့အချမ်းဘတ်စစ်တပ်ရဲ့လေယာဉ်စီကားကိုရန်ကုန်မန္တလေးအမြန်လမ်းမပေါ်က မိုင်တိုင်262မိုင်အနီးမှာဖမ်းဆီးရမိခဲ့တာပါအဆိုပါရင်ကိုမောင်းနှင်လာသူအကြံဖတ်စစ်သား2ဦးနဲ့အတူအကြံဖတ်စစ်တပ်ရဲ့နတ်ဆန်လေတပ်စခန်းဌာနချုပ်ထောက်ခံစားတွေကိုပါပူးတွဲဖမ်းဆီးရမိခဲ့တာပါဖမ်းဆီးရမိတဲ့လေရင်စီတွေကိုအကြံဖတ်စစ်တပ်ရဲ့နတ်ဆန်လေတပ်စခန်းဌာနချုပ်လေရင်ရဟတ်ယာဉ်များစစ်ဆင်ရေးနဲ့လေးချင်းပြန်တန်းရေးအတွက်အသုံးပြုမှာ ဖြစ်တယ်လို့လည်းဖန်ဆီးရမိထားတဲ့စာရွက်တွေမှာဖော်ပြထားတာတွေ့ရပါတယ်။ မြို့သားမျိုးမှာအကြံဖတ်စေအုပ်စုရဲ့အင်အား90ခန်းရှိတဲ့အထိုင်ရဲစခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေတိုက်ခိုက်တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းငင်းကြံခရိုင်ငန်းစုံမြို့နယ်မြို့သားမျိုးမှာအကြံဖတ်စေအုပ်စုရဲ့အင်အား90ခန်းရှိတဲ့အထိုင်စခန်းကိုဇွန်လ8ရက်မနက်9:30မိနစ်အချိန်မှာတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ကြတယ်လို့ငင်းကြံတိုက်နယ်၃နဂနီပြောက်ကြားပြည်သူ့ကာကွယ်အဖွဲ့ထံမှသိရပါဗျ။အဆိုပါတိုက်ခိုက်မှုကိုငင်းကြံတိုက်နယ်၃နဂနီပြောက်ကြားပြည်သူ့ကာကွယ်အဖွဲ့နဲ့စင်ကိုင် Revolution 4 SRF ငန်းစုံမြို့နယ်ပကဖအဖွဲ့တို့ ူပေါင်းတိုက်ခိုက်ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီးအကြံဖတ်စေအုပ်စုရဲ့စခန်းထဲကို60မမ5လုံး40မမ3လုံးတို့ပစ်ထည့်ပြီးနောက်လက်နက်ငယ်တွေနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်သားတဦးသေဆုံးပြီး၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းကြံတိုက်နယ်၃ငကဏီပျောက်ကြားပြည်သူ့ကာကွယ်အဖွဲ့ကပြောပါရယ်မြင်းကြံတိုက်နယ်၃ငကဏီပျောက်ကြားပြည်သူ့ကာကွယ်အဖွဲ့ကတော့ခီးသွွားပြည်သူတွေအနေနဲ့မန္တလေးမြင်းကျန်လမ်းပိုင်းနဲ့ငန်းစုံမြို့သားလမ်းပိုင်းတွေကို ည9နာရီကနေမနက်4နာရီအတွင်းဖြတ်တန်းသွားလာတာတွေမပြုလုပ်ကြဖို့အတွက်လည်းအသိပေးထားပါဗျ။ဒါအပြင်ပြည်သူတွေအနေနဲ့အကြံဖက်စစ်အုပ်စုနဲ့နှီးဆက်ရာနေရာတွေမှာသွားလာမှုတွေမပြုလုပ်ဖို့နဲ့မပတ်သက်ဖို့အတွက်လည်းတတိပေးထားပါဗျ။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ပြတ်ချေမုံကြီးလူလူဆန္ဒပြဝဲတဲ့တင်တွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါဗျ။ စကိုင်းတိုင်းရမပင်မြို့နယ်ကနောက်ပြတ်မလဲကြီးဒီတော်လန်ရေးလူလူတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြတ်မလဲကြီးဒီတော်လန်ရေးလူလူတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါ။စကိုင်းတိုင်းစလင်းကြီးမြို့နယ်လက်ဘရောင်းတောင်ဒေသခံပြည်သူတွေကအပြည်ပြည်ဆိုင်ရာအလုံတမအဖွဲ့စည်းရဲ့ပုံမှ33ရာအကြံဖတ်စစ်ကောင်စီကိုအ мян ဆုံးချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေက4 ILO Article 33 to save life ဆိုတဲ့စာသားကိုကင်ဆယ်ပြီးဆန္ဒပြချီတက်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်နဲ့4 ILO Article 33 to save life ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။တော်လန်ပုံကန်ဒေါင်းတို့အာမန်တပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဒေါ်လန်ပြည်သူတွေကဒေါ်လန်ပုံကန်ဒေါင်းတို့အာမန်တပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆောင်ပြီးအကြမ်းဖက်စစ်တပ်ချရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရင်းမာပင်မြို့နယ်မှာအောင်လန်လွင့်မြီဒေါင်းသွေးနီတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ချရှုံရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လန်ပြည်သူတွေကအောင်လန်လွင့်မြီဒေါင်းသွေးနီတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွပြီးအကြမ်းဖက်စစ်တပ်ချရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ရင်းမာပင်မြို့နယ်မှာရင်းမာပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်က အကြံဖတ်စစ်တဲ့ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တဲ့ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လှန်ပြည်သူတွေကနေမည်မငိမ့်တက်မှုကြားတွေကနေပဲအကြံဖတ်စစ်တဲ့ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့ဇွန်လ9ရက်နေ့သတင်းတွေနဲ့လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။